အားလုံးကိုယေရှုခရစ်တော်နာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်သပါရယ်။ဒီနေ့မှာကျွန်တော်တို့အတူတကွာလေးလာဆင်ခြင်ရမယ်။ခေါင်းစဉ်ကတော့ခွင်းလှွေ၍ချစ်တတ်သောဖခင်ဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါရယ်။ ကျမတို့ကဘာပေါ်မှာရှိတဲ့ဖခင်ဒီတိုင်းကသားသမီးတွေကိုခွင့်လွှတ်ပြီးတော့မှချစ်ပေးတတ်ကြတာဖြစ်တယ်။အဲဒါပေမဲ့တချို့သောသားသမီးတွေအတွက်ကတော့ပေါ့နော်။အာဖခင်ကောင်းမပီသားတဲ့ဖခင်မျိုးနဲ့ရင်ဆိုင်ကြုံတွေ့ရတာတော့ရှိကောင်းရှိနိုင်ပါတယ်။ဒါပေမဲ့အများသောအဖြစ်ကတော့အာသားသမီးတွေပေါ်မှာအမြဲတမ်းပဲခွင့်လွှတ်ပြီးတော့မှချစ်ပေးတတ်တဲ့ဖခင်တွေကြီးပဲဆိုတော့ကျမတို့တွေ့ရပါတယ်။အာဒါအပြင်ပေါ့နော်ကျမတို့အတွက်ပို့ပြီးတော့မှအတိတ်ပဲရှိတဲ့ကောင်းငယ်ဖခင်ကလည်းပေါ့နော်တကယ်ပဲသူ့ရဲ့ ချစ်ချင်းမြတ်တာသူ့ရဲ့ခွင်းလွတ်ခြင်းခွင်းလွတ်ပြီးတော့မှချစ်ပေးတတ်တဲ့ဖခင်ဖြစ်တယ်ဆိုတာလည်းကျွန်တော်တို့နားလဲရတယ်။အကြောင်းမို့လို့ကျွန်တော်တို့ရဲ့အသက်တာထဲမှာဘလောက်ပဲစိုးညစ်ပါစေဘလောက်ပဲပြင်းမာစော်ကားပါစေကောင်းကင်ဖခင်ကကျွန်တော်တို့ကိုအမြဲတမ်းခွင်းလွတ်ပြီးတော့မှချစ်ပေးတတ်တယ်ဆိုတာကိုကျွန်တော်တို့ဆင်ခြင်ဖို့ဖြစ်တယ်။ဒီကောင်းကင်ဖခင်ရဲ့လေးနက်တဲ့ကြီးမားတဲ့ခွင်းလွတ်ပြီးတော့မှချစ်ပေးတတ်တဲ့ပေါ့နော်ဒီဖခင်ရဲ့မေတ္တာကိုနားလဲပြီးတော့မှဒီလောကမှာရှိတဲ့ဖခင်တွေကလည်းကောင်းကင်ဖခင်ရဲ့စ န္ဒမူနာအတိုင်းသားသမီးတွေကိုခွင့်လွှတ်ပြီးတော့မှချစ်ပြီးတက်ဖို့ရန်အတွက်လိုအပ်ပါတယ် သားသမီးတွေကလည်းဒီလိုမျိုးခွင့်လွှတ်ပြီးချစ်ပေးတတ်တဲ့ဖခင်နေအပေါ်မှာယူသိလေးစားခြင်းရှိဖို့ရန်အတွက်အင်မတန်မှအရေးကြီးတာဖြစ်ပါတယ်။ရောက်ဒီနေ့မှာကျမတို့တွေစံစာရဲကဖခင်တယောက်ရဲ့အကြောင်းကိုကျမတို့လေ့လာတာကြည့်ရအောင်။ဆိုတော့ဒီနေ့မှာကျမဝေမျှပေးခြင်းနဲ့ဖခင်ကတော့အာဒါဝိမင်းကြီးပဲဖြစ်တယ်။ဒါဝိမင်းကြီးမှာသားတော်တွေအများကြီးရှိတယ်။အဲ့ဒီထဲကမှတတိယသားတော်ဖြစ်တဲ့အဘရှလုံအကြောင်းနဲ့ပတ်သက်ပြီးမှဒီနေ့မှာစဉ်းစားဆင်ခြင်ဖို့ဖြစ်တယ်။အဘရှလုံကဒါဝိရဲ့တတိယ ရသားတော့ဖြစ်တယ်အရန်မဲ့ချောမောလှပတယ်เนาะသူကဒါဝိတ်ကိုပေါ့เนาะအာချစ်တော့ချစ်ပါတယ်ဒါပေမဲ့သူကဘာလဲဆိုတော့အဲဆိုးလဲဆိုးတယ်ပေါ့เนาะသူ့ရဲ့ညီအကိုတွေထဲမှာပေါ့เนาะသူနဲ့ဒီဘယ်လိုပြောမလဲဆိုတော့သူကြည်လို့မရတဲ့ပေါ့เนาะသူ့ရဲ့ညီမကိုအာရှုံချရတယ်ပေါ့เนาะအာမလုံးနဲ့ပတ်သက်ပြီးတော့မှသူဟာဒါဝိတ်ရဲ့အသားတော်ရှိသမျှအားလုံးကိုခေါ်ပြီးတော့မှသူကပြောရမယ်ဆိုလို့ရှိရင်အာအနိုင်ကျင့်ဘူးတယ်ပေါ့เนาะဆိုတော့ဒီအဘရှလုံကပြောရင်ပုံကန်တက်တဲ့ စိတ်သဘောရှိရဲဆိုတာကိုတွေ့ရတယ်။သူအညိုးတေးထားတတ်တယ်။ပြီးတဲ့ခါကျတော့သူကအဲ့ဒါကိုချိန်ပြီးစီစဉ်ပြီးတော့မှအအောင်မြင်အောင်ပေါ့နော်အကောင့်ထည့်ဖို့လေးရှိတယ်။ဆိုတော့အဲ့လိုမျိုးသူ့ရဲ့စိတ်သဘောထားကိုကျွန်တော်လေးလာတွေ့ရှိရတယ်။တော့အဲ့လိုနဲ့သူကနော်သူ့ရဲ့အပြစ်ကိုသိတဲ့ခါကျတော့ထွက်ပြေးတာပေါ့နော်။ထွက်ပြေးပြီးတော့မှ၃နှစ်လောက်ပုန်းနေပြီးတော့ဒီဒါဝိတ်ပြန်ခေါ်တဲ့အခါမှာသူကပြန်လာခဲ့တယ်။ဒါပေမဲ့ဒါဝိတ်ကသူ့သားကိုပေါ့နော်ခေါ်ပြီးမတွေ့ဘဲနဲ့ပြစ်ထားတယ်ဆိုပြီးတော့မှအဘရှလုံကစိတ်ဆိုးပြီးတော့မှဒီသူများရဲ့ပေါ့နော်မှုရောစ ဘာခင်ကိုသွားပြီးတော့မှမီးရှို့တယ်။နော်အဲ့ဒီအခါကျတော့မှအဲ့ဒီဟာကိုအကြောင်းပြုပြီးတော့မှပေါ့နော်ဒီအာရှင်ဘရင်ရဲ့နော်လူယုံဖြစ်တယ်ပေါ့နော်ယွာဘာကနေတဆင့်မှသူကအာဒါဝိမင်းကြီးရဲ့မျက်နှာကိုသူပြန်မြင်ရတယ်ပေါ့နော်။ဒါပေမဲ့သူကအဲ့ဒီမှာမလုပ်လဲဆိုတော့ဒါဝိတစ်ဖက်ကနေသူကမကောင်းတဲ့အကြံကိုကြံစီတယ်။နော်ဒါဝိစီကိုလာသမျှလူတွေကိုသူကအာဘာလဲဆိုတော့သူကပဲပေါ့နော်အာစီအအကြောင်းကိစ္စတွေကိုနားထောင်ပေးတယ်စီရင်ပေးလိုက်တဲ့ပုံစံမျိုးနဲ့ပေါ့နော်။မနဲ့စောစောတကောင်ကမှရက်နေတယ် တယ်ပြီးရခါကျလာသမျှလူတွေနှလုံးသားကိုသူခိုးယူလိုက်တယ်ပေါ့နော်ပြောရလို့ရှင်သူ့ကိုအားလုံးကယေရှုတင်ရအောင်အဲ့လိုမျိုးပုံစံနဲ့သူကလှုပ်တယ်စနစ်တကျနဲ့သူစီစဉ်နေပေါ့နော် ဆိုတော့အဲ့လိုမျိုးနဲ့သူစီစဉ်ရင်းနဲ့เนาะသူအဆင်ပြေပြီ okay ပြီဆိုတော့အချိန်လောက်မှာဒါဝိတ်ကိုထားပြီးသူပုံကန်ပလိုက်တယ်เนาะဆိုတော့အဲ့ဒီအကြောင်းကိုပေါ့เนาะအချင်းချုပ်ပြောရမယ်ဆိုလို့ရှိရင်နောက်ဆုံးဒီအဘရှလုံကိုလိုက်ပြီးတော့မှဒါဝိတ်ရဲ့လူတွေကဖမ်းကြတယ်ပေါ့เนาะအဲ့ဒီမှာဒါဝိတ်ကတေးချမှားလိုက်တယ်ဘာလဲဆိုတော့ငါရဲ့သားကိုရဖြင်းညင်းစွာပြူကြပါနော်တဲ့เนาะဆိုတော့အဲ့ဒီမှာဖခင်ရဲ့မြစ်တာကိုတွေ့ရတယ်ပေါ့เนาะဒီလောက်သူ့ကိုပုံကန်တဲ့လူသားအရင်ဟာလာသူ့ကိုပြောရင်ဒီတခါလေးလောက်တာမဟုတ်ဘူးအချိန်ချင်းလို့ပြောလို့ရတယ်ပေါ့เนาะ ခဏခဏသူ့အပေါ်မှာပြမားတယ်ပြောရလို့ရှင်ပုံကန်တယ်နားမထောင်ဘူးစိုးတယ်နော်ဒါပေမဲ့အဲ့ဒီသားဆိုးသားမိုက်အပေါ်မှာဒါဝိတ်ကအရန်ချစ်တယ်ဆိုတာကိုတွေ့ရတယ်နော်ဒါဝိတ်ကနော်အပါရှလုံဘာပဲလို့လို့သူခွင့်လွတ်နေသေးတယ်နောက်ဆုံးဒီသားဟာတည်ဖို့ရန်အတွက်ထိုက်တန်ပေးမယ်လို့ဒါဝိတ်ကလုံးဝမသိရဘူးအရန်သနာရပေါ့နော်ဒါပေမဲ့ဒါဝိတ်ရဲ့လူယုံဖြစ်တဲ့ယွာဘာကတော့မရဘူးနော်အပါရှလုံရဲ့ခေါင်းကအဲ့ဒီသပိတ်ပင်ကြီးမှာပေါ့နော်ညက်နေတဲ့အခါမှာတခါလေလှန်နဲ့သွားထိုးပြီးတော့မှနော်အပါရှလုံ ော့နှလုံးကိုတခါလေးထိုးပေါက်ပြီးတော့မှအဘရှလုံးအိမ်မှာတည်သွားရတယ်เนาะခြားသောသူတွေကလည်းဝိုင်းပြီးတော့မှပေါ့เนาะတိုက်ချတဲ့အခါမှာအဘရှလုံးကအဲ့ဒီမှာလုံးဝတည်သွားတယ်ပေါ့เนาะဆိုတော့အဘရှလုံးတည်တဲ့အကြောင်းကိုဒါဝိမင်းကြီးကြားတဲ့အခါမှာသူဘာဖြစ်လဲဆိုလို့ရှင်အင်မတန်မှဝမ်းနေတယ်เนาะသူချိန်လုံးသူညီးတွားမြည်တမ်းနေအိုးအဘရှလုံးအဘရှလုံးငါသားငါသားဆိုပြီးတော့เนาะသူငိုကြွေးမြည်တမ်းနေတယ်เนาะဆိုတော့ဒါဝိဘလောက်တောင်မှနှလုံးသားကြွေကွဲသွားရလဲဆိုတာကိုတွေ့ရတယ်เนาะဘလောက်ပဲเนาะပုံ ကန်တဲ့လူဖြစ်ပါစေဒီပုံကန်တဲ့လူကသူ့ရဲ့သားအရင်ဖြစ်နေတဲ့အခါမှာပေါ့နော်ဒါဝိတ်အရင်ပဲနှလုံးသားကြေကွဲရတယ်ဆိုတာတွေ့ရတယ်နော်ဒါဝိတ်အဘရှလုံးပေါ်မှာဘလောက်တောင်မှခွင့်လွတ်ပြီးတော့မှချစ်ပေးခဲ့လေအဲ့ဒီရဲ့မြစ်တောင်အဘရှလုံးနားမလဲဘူးပြောရရင်ဖခင်ရဲ့မြစ်တောင်သူနားမလဲဘူးဖခင်ပေါ်မှာအချိန်ချိန်နဲ့သူပုံကန်တယ်ဆိုးတယ်ပေါ့နော်နောက်ဆုံးတော့ပြောရလို့ရှင်တော့ဒါဖခင်ရဲ့အလိုတော်ပဲပေါ့နော်ဒါအဘရှလုံးကလုံးဝကိုတည်သွားရတယ်နော်ဒါဝိတ်ဘက်ကနေနေပြီးတော့မှဖခင်သခင်ကပေါ့နော်ပြောရရင်အာသူ့ရဲ့ အဘရှလုံကိုစီရင်ပေးလိုက်တယ်လို့ကျွန်တော်တို့နားလဲရတယ်ပေါ့နော်။အဲကျွန်တော်တို့တွေကိုယ့်ရဲ့မိဘအပေါ်မှာတော့အထူးသဖြင့်ကိုယ့်ရဲ့ဖခင်အပေါ်မှာပေါ့နော်။ဒီလောက်တောင်မှကိုယ့်ကိုခွင်းလွတ်ပြီးတော့မှချစ်ပေးတတ်တဲ့အရာအပေါ်မှာပုံကန့်ခြင်းမလုပ်ရဘူး။အဖေရဲ့မေတ္တာကိုယုံကြည်လေးစားရမယ်။နားလဲရမယ်နော်။သားသမီးတွေကနော်အဖေရဲ့နေရာမရောက်သေးတဲ့အခါမှာနော်အာဘယ်လိုပြောမလဲဆိုနားမလဲပေးနိုင်ပေါ့နော်။ငါ့ကိုအဖေကချုပ်ချဲတယ်လို့ထင်နေပေါ့။နော်အစီကံတကြားနဲ့နေခိုင်းနေခိုင်းလို့ရှိရင်လေဟာဒါကြီးကငါ့ကိုဟိုကလှုပ်လေ ည်းပြောပြန်ပြီဒီဟာလှုပ်လည်းပြောပြန်ပြီဆိုပြီးတော့မှဖြစ်တတ်တယ်ပေါ့နော်အထူးသဖြင့်ဆိုလို့ရှိရင်တားယောက်ကြားလေးနဲ့နော်အာဖခင်ကြားထဲမှာဆိုလူကတောက်ကစားဖြစ်တဲ့အရာမျိုးကရှိတတ်တယ်ပေါ့နော် ဒါပေမဲ့နားလေရမှာကအာသားသမီးတွေကပေါ့နော်တကယ်ပဲဖခင်ဟာတကယ်ပဲညံ့အမျော်မြင်နဲ့တော့အပြည့်စုံပြီးတော့မှသားသမီးတွေရဲ့ရှေ့ရေးအတွက်ကိုတကယ်ကိုစီကံတကြနဲ့လေ့ကျင့်ပြိုးထောင်ပေးတဲ့သူတွေဖြစ်တယ်ဆိုတဲ့အရာကိုအမြဲတမ်းမှအာမှတ်ထားရမယ်နော်ဘယ်တော့မှပုံကန့်ချင်းကိုမပြုရဘူးပေါ့နော်ဆိုတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှကျွမ်းဒီပုံမြင်လေးဒီပုတ်ပေါ့နော်ပြောပြီးတော့မှအာဝေမျှပေးချင်ပါတယ်တခါတော့ငါကောင်းလေးတယောက်ရှိတယ်ပေါ့နော်သူကသူ့ရဲ့အဖေနဲ့အတူတူအိမ်မှာနေထိုင်ရ တဲ့အရာကို तू လုံးဝမကြိုက်ဘူးပေါ့နော်ဆိုတော့ဘာကြောင့်လဲဆိုလို့ရှိရင်သူ့ရဲ့အကြောင်းပြချက်ကတော့အဖေကငါ့ကိုအဆက်မပြတ်လိုက်ပြီးတော့မှပြောနေတယ်ပေါ့နော်အခန်းထဲကထွက်လို့ရှိရင်လည်းပန်ကပိတ်ထားအောင်လေအဲ့ဒါအဲ့ကန်းထဲမှာ तू TV ဖွင့်ထားပြီးတော့မှဘယ်သူမှမကြည့်ဘူးဆိုလို့ရှိရင်လည်းဟဲ့ဘယ်သူမှမကြည့်တာဘာဖြစ်လို့ TV ကိုဖွင့်ထားရတာလဲပေါ့နော်ပြီးတော့တကားပိတ်တဲ့အခါမှာလည်းတကားကိုသေးချာပိတ်နော်ရေသုံးပြီဆိုလို့ရှိရင်လည်းရေကိုအလားအသမဖြုံးနဲ့နော်စသဖြင့်ပေါ့နော်အဲ့လိုမျိုးသူ့ကိုအသေးဖွားအရာတွေကအစာလိုက်ပြီးတော့မှနှောက်ရက်ပေးနေတယ်လို့ तू ကမြင်တယ်။ तू လုံးဝမကြိုက်ဘူး။နော်ငငယ် ကလေးကပေါ့နော်အဲ့လိုမျိုးအပြောခံရတယ်ပေါ့နော်အဲ့သူလုံးဝမကြိုက်ဘူးသူ့အဖေအိမ်ကနေသူ့ဘယ်အချိန်လောက်ကြိုက်ထွက်ခွာသွားလို့ရမလဲပေါ့နော်ကိုချရောပေါ်ကိုရက်တီနိုင်တဲ့တခါကြလို့ရှင်တော့ငါလုံးဝအဖေအိမ်ပြန်မလာတော့ဘူးဆိုပြီးမှသူဆုံးဖြတ်တယ်ပေါ့နော်အဲ့လိုနဲ့တနေ့မှာတော့အလုပ်အင်တာဗျူးတစ်ခုငါသူ့စီကိုရောက်လာတယ်နော်အဲ့ဒါနဲ့သူအရန်ဝမ်းသာသွားတယ်အေးငါအလုပ်ရလို့ကတော့ငါဒီအမျိုးရဲကနေငါထွက်သွားမယ်နော်အဲ့ဒီခါမှာနော်ငါဒီအိမ်မှာလည်းမနေဘူးအဖေရဲ့နော်စူပူတဲ့အတန်းလိုက်ပြီးတော့မှတပြေးတောက်တောက်နဲ့ပြောနေတဲ့အ အရာလဲငါကြားရတော့မှမဟုတ်ဘူးဆိုပြီးမှသူစဉ်းစားတယ်နော်အဲ့လိုနဲ့သူကအလုပ်အင်တာဗျူးတော့ပေါ့နော်သူသွားရတော့မယ်ဆိုတဲ့အချိန်မှာသူ့အဖေကသူ့ကိုမှားလိုက်သေးတယ်နော်ဒါရေမိခွန်းနိုင်ကိုယုံကြည်မှုအပြည့်နဲ့ဖြေပါနော်နော်အဖေမသိရင်တော့မှတေချာပေါက်သိတယ်လို့နဲ့ဖြေပါတယ်နော်အာပြီးတဲ့ခါကျတော့အင်တာဗျူးတော့ပေါ့နော်လိုအပ်တဲ့လန်ခီသစိတ်တွေကပို့ပို့လို့လို့ပေါ့နော်အများကြီးပဲအဖေကသူ့တွေ့ပြင်ဆင်ပေးလိုက်တယ်နော်အဲ့လိုနဲ့သူကအင်တာဗျူးသွားတဲ့အခါကျတော့သူသူသတိထားမိတာကအဲ့ဒီအင်တာဗျူး ူးတဲ့နေရာရဲ့ခြံဝင်းထဲမှာပေါ့နော်ဟာတကားပေါက်ကြီးကလည်းအကျယ်ကြီးဖွင့်ထားတယ်လုံချုံရွေးတွေလည်းမထားတာနောက်ပြီးတဲ့ခါကျတော့အာတကားကြီးကအပြင်ဘက်ကြီးကိုဒီတိုင်းဖွင့်ထားတာလမ်းသွားလမ်းလာရေးအတွက်တအားပဲဟိုအနှောက်ရှက်ဖြစ်တယ်ပေါ့နော်ကားနဲ့သွားမယ်ဆိုလို့ရှိရင်လည်းကားဒီခြံတကားကြီးကနော်လမ်းတဝက်လောက်ကြီးကိုပိတ်ထားလို့ဖြစ်နေတဲ့ခါကျသူအဆင်မပြေဘူးလို့တွေ့ရတယ်ခြံတကားလေးကိုလည်းသူအသာလေးပိတ်ပြီးလိုက်တယ်နော်အဲ့ဒီခါမှာအဲ့ခြံထဲမှာလည်းလမ်းမီးတစ်ချောင်းမှာတွေ့ရတဲ့ခါမှာပေါ့နော်ဒီရေပန်းရေလောင်းမဲ့ရေပိုက်ကြီးကဒီတိုင်းမဲ့ဖွင့်ထားတဲ့ခါကျတော့ဟာ ရေရဲတလဟောနဲ့စီးထွက်နေတာပေါ့နော်ဟာအဲ့ဒါသူကကြည့်တယ်ဟာဒီပုံပိုင်ကိုလည်းဒီလိုပိတ်လို့ရရဲ့သားနဲ့အလကားကွာသူတို့ရေဖြုံးတီးတယ်ပေါ့ဆိုပြီးသူကတခါရေပုံပိုင်ကိုလည်းသူပိတ်ပေးလိုက်တယ်နော်အဲ့လိုနဲ့သူသွားတဲ့အခါမှာ reception နေရာမှာလဲပေါ့နော်လူလည်းမရှိဘူးတဲ့စာသေးတော့ရေးထားတာတွေ့တယ်အပေါ်ထက်မှာ interview ဖြေပါဆိုမှရေးထားတာတွေ့တယ်အဲ့နဲ့သူလည်းအပေါ်ထက်ကိုသူတတ်သွားတာပေါ့နော်အဲ့လိုနဲ့လှေကားတက်မှာကျတော့ဟာမီးတွေကလည်းထိန်လင်းပြီးဖြွင့်ထားတာနော်မလို့အပ်ပဲနဲ့ဟာမီးအလကားပေါ့နော်ဖြုံးတီးတယ် ေါ့နော်ဟာအခုကမနေ့ဆယ်နေလောက်ဖြစ်နေပြီပဲကြည်ရတယ်ညကလေးကဖွင့်ထားတယ်နဲ့တူတယ်ပေါ့နော်အဲအဲ့ဒီမှာသူပြန်သွားသတိရတယ်အဖေကပေါ့နော်ငါဖေသားဆိုရင်ပြောမှာမိတွေဘာလို့ဖွင့်ထားရလဲဖြုံတီးတယ်ဆိုပြီးတော့ပေါ့နော်အဲ့ဒါနဲ့သူကပါလဲဆိုမိခလုတ်လေးရှာပြီးသူလိုက်ပိတ်ပေးလိုက်သေးတယ်နော်အဲ့လိုနဲ့သူအပေါ်ထိုင်ရောက်သွားတဲ့အခါမှာလူတွေအများကြီးအင်တာဗျူးဖြေကိုစောင့်နေကြတယ်နော်အဲ့ဒါနဲ့သူကကြည့်လိုက်တဲ့အခါကျတော့ပေါ့နော်သူဝင်လာတဲ့အခါမှာနော်အာခြေတုပ်ခုံကလည်းအိုးရွေ့စောင်းနေရပဲဆိုသူနည်းနည်းလေးတော့သူပြန်ပြင်ပေးလိုက်သေးတယ်နော် ဆိုတော့အဲ့လိုနဲ့သူ့ကိုအင်တာဗျူးခေါ်လဲခေါ်ရောသူ့အခန်းထဲကိုဝင်သွားတယ်တဲ့။နောက်အဲ့ဒီမှာသူကဘာလဲဆိုတော့သူ့ရဲ့စာရွက်စာတမ်းတွေကိုအဲ့ဒီလူတွေကအများကြီးတောင်မချိသေးဘူးပေါ့နော်။သူဝင်လာတာနဲ့နော်သူ့ကိုဘာပြောလဲဆိုတော့မင်းဘယ်တော့အလုဆာလုပ်နိုင်မလဲတဲ့နော်။ဟာအဲ့ဒါသူအရန်အံ့ဩသွားတယ်။အိုးဒါငါ့ကိုအာလှည့်စားနေတဲ့မိကွန်းများလားဟာလား။ဟောငါဘလို့မျိုးပါလိမ့်ပေါ့နော်။သူအရန်ကြောင်သွားတယ်ပေါ့နော်။အဲ့ဒါနဲ့အဲ့ဒီအင်တာဗျူးရဲ့လူက မင်းနဲ့မင်းကိုဘာဖြစ်လို့မေးခွန်းနေမမေးဘဲနဲ့အလုတ်တန်းခန့်လိုက်လဲဆိုတော့မင်းသိချင်နေရမလားတဲ့အေးတယ်ငါပြောပြမယ်တဲ့ငါတို့ CCTV ကင်မရာတွေအကုန်အပြည့်တက်ထားတယ်မင်းဒီ channel ကိုစပြီးဝင်လာကြတဲ့ကနော်မင်း channel ကားကိုပိတ်ပေးတဲ့အရာတွေရေပိုက်ပိတ်ပေးတာတွေမိပိတ်ပေးတာတွေအခုခြေတုပ်ဖုံကိုလည်းမင်းပြန်ပြင်တာတွေနော်စသဖြင့်မော်နော်အဲ့ဒါကြီးအားလုံးကိုငါတို့တွေ့တယ်တဲ့အဲ့လိုလုတ်ပေးတဲ့လူကမင်းတယောက်ပဲရှိတယ် နော်ဘာကြောင့်လဲဆိုလို့ရှင်ကိုယ့်ရဲ့အိမ်လိုမျိုးပဲဗောနော်သဘောထားပြီးတော့မှနော်အလိုက်တတိနဲ့နော်တင်ပေးစရာမလိုနော်ခိုင်းစရာမလိုပဲနဲ့တကယ့်ကိုမှအလိုက်တတိနဲ့လှုပ်ပေးတဲ့နော်စီကံလဲရှိတဲ့နော်ဒီအာကိုယ့်သခင်ရဲ့ဗောနော်ဒီ boss ရဲ့ပိုင်တဲ့အရာကိုယ့်ရဲ့ပိုင်တဲ့အရာလိုမျိုးပဲမင်းကထိမ့်သိမ့်ပေးတတ်တယ်ဗောနော်ကိုယ်ပိုင်ပစ္စည်းလိုပဲမင်းထိမ့်သိမ့်ပေးတတ်တဲ့အရာတွေကတဲ့နော်ဒါကနော်အာ လုံယူလို့မရဘူးပေါ့နော်ဒီအရာကကိုပိုင်းအရေးချင်းတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါနဲ့သူ့ကိုအလုခန့်လိုက်တယ်တဲ့အဲ့ဒါသူအရန်ကိုချင်သွားတယ်သူအရင်ဆုံးသတိရတာကသူ့ရဲ့အဖေပဲတော့သူစဉ်းစားထားတာကငါအလုရလို့ရှင်အဖေနဲ့ငါနဲ့ဝေးပြီပေါ့နော်ငါငါအေးစိနေလို့ရပြီလို့စဉ်းစားပေမဲ့သူဘာကိုဆုံးဖြတ်လိုက်လဲဆိုလို့ရှင်အဖေပေါ်မှာသူပြင်မာမိတဲ့အရာတွေအတွက်နောင်နာရပြီးတော့မှငါဒီမျိုးကိုအဖေကိုလည်းငါခေါ်ပြီးနေမယ်ဟဲ့လားအဖေမရှိလို့မဖြစ်ဘူးအဖေကြောင့်မို့လို့ငါဒီလိုမျိုးပေါ့နော်အလု ခံရတာနော်ပြီးတော့ဒီလိုမျိုးစီကန်းရှိခြင်းဟာတကယ်ကိုလိုအပ်တယ်ဆိုပြီးတော့မှသူနောင်လာရတယ်နော်။ညောင်ဒီနေ့ကျွန်မပြောပြချင်တာကကျွန်မတို့အတွက်ဘုရားသခင်ပေးထားသောဖခင်တွေဟာဘုရားသခင်ရဲ့ကိုယ်စားကျွန်မတို့ကိုထိမ့်သိမ့်ပြုစုဖို့ရန်အတွက်နော်အာပြင်ဆင်ပေးထားတာဖြစ်တယ်။ဒါကြောင့်ဖခင်တွေအတွက်ကျွန်မတို့ယေရှုတင်ရမယ်။ယေရှုတော်ကိုလည်းချီးမွမ်းရမယ်နော်။ဒါကြောင့်ဒီနေ့သင်ရဲ့ဖခင်ဟာသင်အပေါ်မှာပေါ့နော်။အဲ့လိုမျိုးနဲ့အာဆုဆုံးမခဲ့ရဲဆိုလို့ရှိရင်ဂုံယူလိုက်ပါ။နော်ဖခင် သည်တင့်ပေါ်မှာအင်မတန်မှချစ်ပြီးတော့မှမျက်နိုးတဲ့အတွက်နော်တင့်ရဲ့ထာဝရကာလတိုင်အောင်စီကံရှိစေဖို့ရန်အတွက်ကောင်းကင်ဖခင်ရဲ့သားသမီးတယောက်အုံနေနဲ့တင်သည်ပြုမှုတက်စေဖို့ရန်အတွက်သွန်သင်ပေးတာဖြစ်တယ်။နောက်ကြောင်မလို့ဒီနေ့မှာတင့်ရဲ့ဖခင်အပေါ်မှာပြမမိရဆိုလို့ရှင်ခွင့်လွှတ်ဖို့ရန်အတွက်ပြောပါ။နော်ဖခင်ရဲ့ဂျေဇူးတွေကိုတင်မတိတက်ခဲ့သေးဘူးဖခင်ကိုချစ်တယ်လို့မပြောရသေးဘူးဆိုလို့ရှင်လေဒီနေ့မှာ ဖခင်ကိုချစ်တယ်လို့ပြောလို့ရတယ်လက်ဆောင်လေးတွေပေးလို့ရတယ်เนาะအဖေเจ้าမို့လို့သားသူလူမျိုးအောင်မြင်တာသမီးသူလူမျိုးအောင်မြင်တာဆိုပြီးတော့မှသင်သင်ဖခင်ကိုဂုဏ်ပြုပေးလို့ရပါတယ်အားလုံးပဲမိမိရဲ့ဖခင်အပေါ်မှာဂုဏ်ပြုလေးစားပေးတတ်သောသားသမီးများဖြစ်ကြပါစေအတူတူကဆုတောင်းရအောင် ဖဖျားခင်ကိုရော့ကိုယေရှုတင်နဲ့ကျွန်ုပ်အဖိုးလို့ငါအကောင်းဆုံးသောဖခင်ကိုပေးတဲ့အတွက်ယေရှုတော်ကိုချီးမွမ်းတယ်။ကိုရော့ဖျားဒီနေ့မှာဖခင်ရဲ့မေတ္တာကိုမတိတက်ခဲ့သောအချိန်များအတွက်နောင်နာရပါတယ်။ကျွန်ုပ်အဖိုးလို့ငါကိုရော့ပြင်ဆင်ပေးထားသောဖခင်အတွက်ယေရှုတင်နဲ့ဖခင်ကြောင့်မို့လို့ကျွန်ုပ်ဒီနေ့မှာအောင်မြင်ခြင်းကိုရပါတယ်။ကိုရော့ဖျားနဲ့တည်ကျွမ်းခွင့်ရပါတယ်။ကိုရော့ဖျား ကောင်းကင်ဖခင်ဖြစ်တဲ့ကိုရိုးရဲ့ချစ်ချင်းမေတ္တာကိုလည်းကျွန်တော်ဒီနေ့မှအောင်မေတ္တရရပါတယ်။လောကဖခင်ရဲ့ချစ်ချင်းမေတ္တာကိုလည်းအောင်မေတ္တရရပါတယ်။ကျွန်ုပ်ရဲ့သားသမီးများကိုလည်းကိုရိုးဖျားအလိုတော်နဲ့အညီပြုစုပေးတတ်သောဖခင်ကောင်းဖြစ်လိုပါတယ်။ကျွန်ုပ်ကိုယ်တော်သင်လန်းပြတော်မူပါ ိဘကိုယူသေးခြင်းနဲ့ဆိုင်သောကောင်းကြီးမင်္ဂလာအလုံးစုံဒီကျွန်တော်ရဲ့အသက်တာထဲမှာတကားဖွင့်လျက်ကောင်းကြီးစီစဉ်ခြင်းရှိစေပါမိကြောင့်ဒီနေ့မှာကျွန်တော်ဆုတောင်းပါရယ်ကျွန်တော်ကိုကောင်းကြီးပေးတော်မူပါကဘာပေါ်မှာရှိသောဖခင်အရောက်ချင်းစရိုင်းလည်းကိုရောဖျားကောင်းကြီးပေးတော်မူပါယေရှုတော်ကိုချီးမွမ်းပါရယ်ယေရှုဖျားနာမအမိပြည့်ပြည့်ဆုတောင်းပါ၏အာမင်